ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်ချစ်တော်သူများအားလုံးပဲမင်္ဂလာပါအားလုံးကစိတ်ထိခိုက်ပြီးတော့စိတ်မကောင်းဖြစ်နေမယ်လို့ကျွန်မသိပါတယ်ကျွန်မကိုယ်တိုင်လည်းစိတ်ထိခိုက်ပြီးတော့အားလုံးကိုမြတ်တာပဲပို့နေတာပါ မြစ်တာပို့ရုံကလွှဲပြီးတော့လောလောဆယ်မှာကျမအနေနဲ့လည်းဘာမှဆောင်ရွက်နေတာလည်းမရှိဘူးလို့ယူဆမိတယ်ဒါပေမဲ့ဟိုပေါ့နော်အခုဘယ်လိုပြောရမလဲဟိုအရန်ကိုစိုးတဲ့ငလင်ကိုကျမတို့ကြုံလိုက်ရတယ်ပေါ့နော်အဲ့ဒီတော့လည်းအသက်အိုးအိမ်ကြီးအများကြီးဆုံးရှုံးနေနော်အဲ့တော့ဟိုကျမအနေနဲ့ပေါ့နော်အခုမြန်မာပြည်ရဲ့ဇာတာရောနော်အခုရှိနေတဲ့ ဂျူရီနက်ခတ်တရဲ့ဇာတာရောကျွန်မစစ်ကြည့်ပါတယ်ဒါလည်းဟိုကျွန်မဗီဒင်ပညာနဲ့ပေါ့နော်ဗီဒင်ပညာနက်ခတ်တဗီဒာနဲ့ကျွန်မစစ်ကြည့်ရဲ့အခါကျတော့ကျွန်မဆက်ပြီးတော့ပြောပြရမယ့်ကိစ္စတွေရှိလာတာတွေ့ရပါတယ်အဲ့တော့ဒါကကျမအားလုံးကိုကြောက်စေဖို့ရွယ်ရတာမဟုတ်ပါဘူးတတိထားစေချင်တာပေါ့နော်တတိထားစေချင်တာနောက်တစ်ခုကဒါကိုကျမ ိုဒီလိုအချိန်မှာဒါကိုပြောသင့်မပြောသင့်ကျမတနေ့လုံးကျမစဉ်းစားတယ်အခုကျမတို့ရှိမှာမနေ့အစော3နာရီ37မိနစ်ပေါ့နော်တနေ့ကုန်ကျမစဉ်းစားတယ်ဘာကြောင့်လဲဆိုရင်ဟော ဂျူးချောင်းလုံးပူးတယ်လို့ကျမပြောခဲ့တယ်နော်မတ်စတာမှာဂျူးချောင်းလုံးပူးနေတယ်လို့ပြောခဲ့တယ်ဟုတ်ပြီအခုနော်ဒီလွန်ခဲ့တဲ့2ရက်3ရက်ကပဲစနီဂျူးဟာကုံရတီကနေပြီးတော့မင်ရတီကိုသွားပြီးတော့နော်သွားပြန်ပူးတယ်စနီအပြောင်းပေါ့နော်စနီအပြောင်းကကျမတို့ဒီမှာငလင်လှုပ်တာနဲ့သွားပြီးတော့သွားတူတယ်ပေါ့သွားတိုက်ဆိုင်သွားတိုက်ဆိုင်တာမဟုတ်ဘူးစနီဂျူအပြောင်းလဲဖြစ်တဲ့အတွက်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုတွေ့တော့ နောက်ကျမတို့ဘာရှိလဲဆိုတော့အခုမင်ယာတီထဲမှာစနီလာပူးတဲ့အချိန်မှာ Yahoo ရှိနေတယ်အဲ့တော့စနီယာလည်းပပချူဖြစ်တယ် Yahoo ကလည်းပပချူဖြစ်တယ်ဆိုတော့သူတို့နှစ်ခုစုံတာဒါမကောင်းဘူးပေါ့နော်မကောင်းဘူးစနီနဲ့ Yahoo ကသူကစနီကတော့စနီနဲ့ Yahoo ကသွားတာပြောင်းပြန်သွားကြတယ်နော်အဲ့တော့တယောက်နဲ့တယောက်ကဥတီယာမတူဘူးပြောင်းပြန်သွားတယ်အဲ့အဲ့တော့သူတို့နှစ်ခုစုံတဲ့အချိန်ကာလဟာ ပို့ဆိုးနိုင်မယ်ပေါ့နော်အဲ့လိုဆိုတော့ကျမဒါကိုကျမတွေ့ထားတော့ကျမပြောပြရမလားမပြောရဘူးလားအတော့ဒါကျမအဲ့လာကိုကျမစဉ်းစားလို့မရဘူးအဲ့တော့ကျမရဲ့ဖေဖေပေါ့နော်ကျမဖေဖေကလည်းပြောတဲ့ ਨੇ ဘာကြောင့်လဲဆိုတော့ဒါဟာသမီးတိတာကိုသမီးပြောခြင်းအဖြစ်เนาะဟိုဘေးရင်ယုံသည်ယုံတဲ့လူပဲဖြစ်စေမယုံတဲ့လူပဲဖြစ်စေ နော်ဒါလေးသိနိုင်တယ်ဟောဖြစ်နိုင်တယ်ဆိုတာကိုသိတဲ့အခါကျရင်စင်ကျင်လိမ့်မယ်ပေါ့နော်အဲ့တော့ပြောတဲ့နယ်လို့ကျမဖေဖေကလည်းပြောတယ်နောက်ကျမကျမဘဘကိုလည်းကျမမေးတယ်ဘဘအခု Yahoo နဲ့စနေနေ့ကတော့ main ရာဒီမှာလာစုံပြီ Yahoo ကလည်းသူ့ဟာနဲ့သူဆိုတဲ့ဂျိုပေါ့နော်စနေရလည်းသူ့ဟာနဲ့သူဆိုတဲ့ဂျိုဖြစ်တယ်နော်အဲ့တော့သမီးတို့ဟိုပြောမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကြက်တဲခက်ခဲတဲ့နေ့ရက်တွေကိုကျမတို့ ထပ်ပြီးတော့ရင်ဆိုင်ရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဂျိုးနှစ်ခုစုံတဲ့အခါမှာနောက်တဘာဝဘေးတစ်ခုလာနိုင်တယ်နော်အဲ့တဘာဝဘေးကပြောမယ်ဆိုလို့ရှင်တော့ရေလဲပါမယ်လေလဲပါမယ်နော်အဲ့လိုဖြစ်တော့ပြောမယ်ဆိုရင်ယာဟုနဲ့စနေနဲ့နော်ယာဟုရဲ့ဖြတ်သွားတဲ့အချိန်နဲ့စနေကယာဟုကဒီလိုသွားတယ်စနေကဒီလိုသွားသူနှစ်ယောက် crossing ပေါ့နော်ဒီအန်တာမှာသွားတိုက်တဲ့အချိန်မှာဒါဟာ ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့အသွားတိုက်တဲ့အချိန်ကဘယ်လောက်လဲလို့ပြောရင်နော်ကျမနဲ့ဟိုကျမတွေ့တာပေါ့ကျမနဲ့ကျမဖေဖေနဲ့တွေ့ကြတာတော့နော်ဒီဧပြီလ18ရက်နေ့လောက်ဖြစ်ပုံများတယ်နော်ဒါကကျမတို့ကဧပြီလ18ရက်နေ့လို့ပြောပေမဲ့ရှေ့ကိုねကျမတို့နည်းနည်းယူလိုက်မယ်နောက်ကိုနည်းနည်းယူလိုက်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲဒီငလင်လောက်သွားတဲ့နေ့ကနော်စနေကအမှန်တော့ဒီမြမပြည်က က်ကလေးနေအရာဆိုရင်စနေရ29ရက်နေ့မှာရွာရသည်ရွှေ့တာပေါ့နော်ဒါပေမဲ့ကဘာပြက်ကလေးမှာကျတော့ तू ကရှေ့ကိုနည်းနည်းလေးယူရတယ်တိုးရတယ်နီးစနစ်နည်းနည်းကွာတော့ရက်တွေနည်းနည်းကွာတယ်ဆိုတော့စနေဝင်နေကူးတဲ့အချိန်ကကျမတို့ငလင်လုတ်တဲ့အချိန်နဲ့နီးဆက်တယ်အဲ့ဒါတော့ကျမဒါကိုတွေ့တယ်ပေါ့နော်တွေ့တော့အခုလဲဟာယာဟုနဲ့စနေနဲ့ဖြတ်တဲ့အချိန်ရှိတယ်အဲ့ဒီအချိန်ကိုကျမအရန်စိတ်ပူတယ် เนาะမြန်မာအထူးသဖြင့်မြန်မာနိုင်ငံအတွက်ကျွန်မအရန်ကိုစိတ်ပူတယ်အဲ့ဒါကြောင့်เนาะကျွန်မအားလုံးကို၆တာမဟုတ်ပါဘူးเนาะတကယ်ကိုသဘာဝဘေးနောက်တစ်ခုလာနိုင်နေဆိုတာကိုကျွန်မပြောပြချင်တာเนาะအဲ့တော့ဘယ်တော့လဲလို့ပြောရင် April လတည်းမှာပါဘလောက်လဲလို့ပြောရင်၁ရက်ကနေပြီးတော့20ရက်အတွင်းမှာ ဖြစ်နိုင်ပါတယ်เนาะတကြံကာလလည်း ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မဖြစ်ဘူးဆိုလို့ရှိရင်တော့ဒါအရန်ကိုကျေစုတရားမယ်ကိစ္စတော့တဘာဝတရားကိုအရန်ကိုကျေစုတရားမယ်ကိစ္စဖြစ်သွားပြီဆိုရင်ကျမတို့ဘာမှမတတ်နိုင်ဘူးအဲ့တော့မလုပ်မလဲပေါ့အဲ့တော့ရေရရာပေါ့နော်ကျမကတော့ဖိဖိရှိရလေကျမရေရရာမေးတယ်ဘဘရှိရလေကျမရေရရာမေးတယ်နောက်အဲ့ဒီမှလေးကိုကိုယ့်ဘက်ကကျမတို့ဘက်ကမလုပ်နိုင်တယ်လို့ပြောရင် တတ်တဏကုံတီလို့ရတယ်နော်ဟိုတနေ့ကဗီဒီယိုလေးတစ်ခုတွေ့တယ်နော်အဲ့ဒီငလင်လှုပ်နေခါမှာဖះဖះဖះကဲပါโอเคဖះကိုတတာဟုတ်တယ်ဒါပေမဲ့ဖះဖះလို့တမဲ့ခါပေါ့ကျွန်မတွေးမိတာပေါ့နော်တတ်တဏကုံဘာကြောင့်လဲဆိုတော့ကျွန်မဟိုပေါ့နော်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဒါလေးကိုဘလို့ပဲဆိုတဲ့အချိန်ဖြစ်ဖြစ် ဆိုပါဒါလေးကိုရွတ်ပါလို့ကျွန်မကိုကျွန်မဘဘကလည်းပြောဘူးတယ်။နောက်ဝိဇာဘဘကလည်းကျွန်မကိုပြောဘူးတယ်။အမြဲတမ်းတဏ္ဍဂုံတီနေဗုဒ္ဓံတဏ္ဍကိသာမိဓမ္မံတဏ္ဍကိသာမိတန်ခံတဏ္ဍကိသာမိဗုဒ္ဓံတဏ္ဍကိသာမိဓမ္မံတဏ္ဍကိသာမိတန်ခံတဏ္ဍကိသာမိဗုဒ္ဓံတဏ္ဍကိသာမိဓမ္မံတဏ္ဍကိသာမိတန်ခံတဏ္ဍကိသာမိဒါကိုအမြဲတမ်းတီနေသမီးဆိုပြီးကျွန်မကိုဝိဇာဘဘကလည်းပြောဘူးတယ်။အဲ့တော့ တလနဲ့ကုံကိုဒီစေ့ကျင်နေဖဖေကိုကျွန်မကဟုတ်ပြီဖဖေအဲ့လိုစုံတဲ့ခါရေဒီယာအနေနဲ့ဘလူတွေပြင်ဆင်လို့ရလေလို့မေးတော့ဖဖေကလည်းဝိဇာဘဘပြောတာနဲ့သွားတူတယ်ဗုဒ္ဓန္တနံကိစ္ဆာမိဓမ္မန္တနံကိစ္ဆာမိတဏ္ဍန္တနံကိစ္ဆာမိတဏ္ဍကုံကိုတီခိုင်းသမီးတဲ့နှုတ်ကနေတောက်လျှောက်ရွတ်နေတဲ့တဏ္ဍကုံကိုတဲ့ငလင်ကြုံရင်လည်းငလင်ကြုံနေတဲ့ အခုလည်းငလင်းနေလှုပ်နေတာနော်ငလင်းအသေးလေးတွေလှုပ်နေတယ်နော်အဲ့ဒါမျိုးဆိုလို့ရှင်လေဗုဒ္ဓံတန်ကိစ္ဆာမိဓမ္မံတန်ကိစ္ဆာမိတန်ကံတန်တန်ကိစ္ဆာမိတောက်လျှောက်ရွတ်ပါတဲ့ဒါဆိုရင်နော်လွတ်တယ်အရန်အစွမ်းထက်တယ်တဲ့ကျွန်မဖေဖေကပြောတယ်ဘာဖြစ်လို့လဲလို့ပြောရင်နော်နှုတ်ကနေတောက်လျှောက်ရွတ်ပါတဲ့နော်အဲ့ဒီတရဏဂုံ၃ပါးရဲ့အစွမ်းကလေဒါကျွန်မကိုယ်တိုင်လေးဂျုံခဲ့ရဘူးတဲ့နော် ဟိုဖေဖေတို့ဖေဖေလေးတရဏဂုံနဲ့ပဲเนาะသူ့ရဲ့ရှေ့မှာဒီ40မမဘုံသီးကြတာတောင်မှเนาะသူ့ကိုလာမစင်ဘူးဒါကြုံခဲ့ရတယ်အဲ့လိုပဲเนาะနိုင်ငံကြီးအကျဉ်းသားတယောက်ကိုအဲ့ထောင်လေးကလူတွေကဝိုင်းရိုက်ကြတာရိုက်တာမှပပဆက်ဆက်ရိုက်တာအဲ့ကလေးကအော်သူတို့ သေတော့မှာပဲသူတို့ငါ့ကိုတေးအောင်ရိုက်ကြမှာပဲလို့သူကတွေးတာတဲ့အဲ့လိုတွေးတဲ့ခါကျတော့သူစိတ်ထဲမှာမဖြစ်လာလဲဆိုတော့ကဲသေတော့မယ်အတူတူကွာငါတဏ္ဏကုံလေးတီးပြီးတော့ပဲငါသေတော့မယ်ဆိုသူတို့ရိုက်နေတဲ့အချိန်မှာဗုဒ္ဓံသမိတဗန္ဒံသမိတံငန္ဒံဗုဒ္ဓံသမိတဗန္ဒံသမိတံငန္ဒံသမိဗုဒ္ဓံသမိတသမိတဗန္ဒံသမိတံငန္ဒံသမိတံငန္ဒံသမိဆိုပြီးတော့တောက်လျှောက်ကိုတဏ္ဏကုံတီးတာအဲ့လိုတီးတဲ့ခါကျတော့တဲ့နော်အရိုက်ခံနေရင်တဲ့တဏ္ဏကုံတီးတဲ့ခါကျတော့သူ့ရဲ့ကြောပေါ်ကိုတဲ့ နော်ခေါင်းအောင်နေမှုရရင်လာတင်ပြီးတော့ရိုက်တယ်လို့ပဲသူမှနာကျင်မှုလုံးဝမရှိဘူးတဲ့အဲ့ဒါကဒါအရန်ကိုသူကလေဟိုကျမတို့ဖေဖေကိုပြောပြရတယ်ဖေဖေကလည်းဒါကျမကိုပြန်ပြောပြရတယ်ကျမကိုယ်တိုင်လေအဲ့ဒီဗုဒ္ဓံသံဃာမိဓမ္မံသံဃာမိတန်ခမ်းသံဃာမိသံဃာမိတခုခုကြုံနိုင်ကျမအငြင်းတမ်းအဲ့ဒါကိုကျမရွတ်တယ်တရဏဂုံတည်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကတရဏဂုံကိုအတတ်နိုင်ဆုံးအရေးရဲ့အကြောင်းရေပေါ်လာခဲ့ရင်တရဏဂုံကိုတည်ပါ ဒါကိုကျွန်မတခုပြောပြရစီနောက်တစ်ခုကကျွန်မဖေဖေကပြောတယ်ဒါဟာတော့အဲ့လိုမျိုးနှစ်ခုစုံတဲ့ကာလဟာအရန်ဆိုးတယ်အဲ့တော့ကျူပြီးတော့ပြင်ဆင်မှာသမီးကအခုပြောလိုက်ရင်နည်းနည်းတော့ရက်ကလိုသေးတယ်သို့တော့အခုကလေးကနိုင်တယ်လို့ကျူပြီးတော့ပြင်ဆင်မှာလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းခြင်းတယ်နော်အဲတမညာသည်ဆယ်လုံးဖျားမှာယူပါတမညာသည်ဆယ်လုံးနော်တမညာသည်ဆယ်လုံးကိုကိုက ယာဟုနဲ့စနေနဲ့တွေ့တာဆိုတော့လေနော်တံမြာသီးဆယ်လုံးကိုဖះမှလှူပါနောက်တစ်ခုကဘဲသွားသွားတံမြာသီးတစ်လုံးကိုဆောင်းသွားပါအမျိုးသမီးတွေဆိုလဲပတ်စံအိတ်လေးထဲမှာတံမြာသီးတစ်လုံးထည့်သွားအမျိုးသားတွေဆိုလဲအိတ်ထောင်ထဲပဲဖြစ်ဖြစ်နော်ဘဲထဲမှာကားပေါ်မှာလဲတံမြာသီးတစ်လုံးထားအိမ်မှာလဲတံမြာသီးဆောင်းပြီးတံမြာသီးလှူပေးပါနော်တံမြာသီးလှူပါတံမြာသီးတစ်လုံးကိုဆောင်းထားပါနော်နောက်တစ်ခုကကျတော့ယာဟုစွန့်ကပ်ပါယာဟုကဘာလဲလို့ပြောရင်စံပြုတ် နော်စံပြုတ်ကိုသကြားခတ်ပြီးတော့ Yahoo ဆုံးကပ်ပါဒါကတော့ကျမရဲ့ဘဘပြောတာသမီးရဲ့ Yahoo ဆုံးကပ်ခိုင်းပါတဲ့ Yahoo ဆုံးကပ်ခိုင်းလိုက်တဲ့အဲ့လိုပြောတယ်အဲ့တော့ဒီချိန်မှာတော့တချို့လူတွေအရန်ခတ်ခဲတဲ့အတွက်နော်ဆုံးကပ်ဖို့တောင်မှနော်တချို့လူတွေအဆင်မပြေရဲ့လူရှိရဲ့လေနော်အဲ့တော့ဒါပေမဲ့လေနော်ဖြစ်နိုင်မယ်ဆိုရင်တော့စံပြုတ်သေးဘူးသကြားလေးထည့်သကြားလေးထည့်ပြီးတော့ Yahoo ဆုံးကပ်ပါပေါ့နော်ဒါကတော့ ဟိုလုံနိုင်တဲ့လူလုံပါပေါ့နော်မလုံနိုင်ဘူးဆိုရင်လေတံညာသီးလေးတွေတံညာသီးလေးတွေဖះကိုမှကလုံးမဲရှိရှိဖះအောင်လူလူပြီးလို့ရှင်တံညာသီးလေးဆောင်ထားပေါ့နော်အဲ့ဒါလေးတော့လုံပါပြီးလို့ရှင်เนาะတဏဏဂုံစိတ်တလို့ပဲနောက်တစ်ခုကဂုံတော်ကိုးပါးကိုပူဇော်လို့ရပါတယ်အရဟံเนาะခါတလီကြရင်တမတို့အကျက်တဲ့ခက်ခဲတွေအများကြီးတွေ့ရပါတယ်เนาะတေလူမျိုးပါတေတော့မယ်ဟာငါတေတော့မှာပဲလို့ကြုံရတဲ့အချိန်တွေကျွန်မမှရှိခဲ့တယ် နော်တကယ်ရှိခဲ့တယ်ကျမနော်ဒီနာဂစ်ကိုကြုံတဲ့အချိန်လုံးကလပွတ်တာဘက်မှာကျမတို့သွားပြီးတော့သွားပြီးတော့တည်င်းနေယူရတဲ့ကာလနော်အဲ့ဒီထဲမှာမြစ်ကိုဖြတ်တဲ့ခါမြစ်မှာမုန်တိုင်းမိတယ်ကျမမုံတိုင်းမိတယ်မိတဲ့ခါကျကျမဘာလုပ်ရမလဲဘာရွတ်ရမလဲမသိဘူးတံပုတ်တွေအဆဆုံးရွတ်ပေါ်တံပုတ်တွေလည်းမရတော့ဘူးအဲ့တော့ဘာပဲရွတ်နေလဲဆိုတော့လေခေါင်းကိုလုံးဝငုတ်ပြီးတော့ကိုဗုဒ္ဓံတန်ကိစ္ဆာမိတပန်းတန်ကိစ္ဆာမိတန်ငန်တန်ကိစ္ဆာမိဒါကိုပဲကျမတောက်လျှောက်ရွတ်နေတာနော် နောက်တစ်ခုကဘာလဲအရဟံ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 လည်းပွားလို့ရတယ်ဗုဒ္ဓံတဏ္ဍာန်ကိသမိဓမ္မံတဏ္ဍာန်ကိသမိသံဃံတဏ္ဍာန်ကိသမိဒါကိုလည်းတောက်လျှောက်ပွားလို့ရပါတယ်เนาะအဲ့တော့ကျွန်မပြောချင်တာကဧပြီလထဲမှာတဘာဝဘေးတစ်ခု ရှိပါတယ်အဲ့ဒီဘေးဟာရှိပါတယ်เนาะကျွန်မတို့အခုစနေအပြောင်းမှာတောင်းကျွန်မတို့ဒီလောက်ခံလိုက်ရတာ နော်စနေနေ့ Yahoo နဲ့တွေ့တဲ့အချိန်ဟာကျမတို့ဂယူးဆရမယ်အချိန်ကာလတခုဖြစ်ပါတယ်နော်မဖြစ်ဘူးဆိုရင်တော့အဲ့ဒါအရန်ကောင်းပါလေနော်ဖြစ်နိုင်ဖို့အတွက်80ရာခိုင်နှုန်းလောက်ကရှိနေတယ်အဲ့ဒါမြန်မာနိုင်ငံတနိုင်ငံတည်းတော့မဟုတ်ပါဘူးနိုင်ငံတကမ္ဘာလုံးနဲ့ဆိုင်ပါတယ်နော်တကမ္ဘာဂျူရီဆိုတာကျမတို့ဂျူရီကောင်းကင်ကဂျူရီသွားနေတာ ဒါကဘာကြီးနဲ့ဆိုင်တဲ့အတွက်မြန်မာနိုင်ငံကပဲဂရုစိုက်ရမှာမဟုတ်ပါဘူးအခြားနိုင်ငံမှာနေထိုင်တဲ့လူတွေကလည်းเนาะဒီကာလတွေမှာဂရုစိုက်ပေးပါအထူးသဖြင့်ဧပြီလ10ရက်နေ့ကနေပြီးတော့ဧပြီလ20ရက်နေ့အတွင်းဟာเนาะ Yahoo နဲ့စနေနဲ့เนาะ crossing ဖြတ်ပြီးတော့ under တူတဲ့အချိန်ထိတ်တိုက်နှစ်ခုထိတ်တိုက်တွေ့တဲ့ကာလဖြစ်ပါတယ်အဲ့ဒါကြောင့်ကျမကအားလုံးကိုမြတ်တာနဲ့เนาะဒါမျှဝေပါတယ်เนาะကျမလည်း အလုံးကိုကျွန်မမြေတားပို့ပေးနေပါတယ်နေ့တိုင်းကျွန်မတရားလဲထိုင်နေမြေတားလဲပို့တယ်ကျွန်မတခြားဘာမှကျွန်မလုံးမပေးနိုင်လဲတော့ကျွန်မမြေတားပို့ပေးတယ်အလုံးကိုအဲ့တော့အခုလဲကျွန်မတက်ထားတဲ့နက္ခတ္တဗေဒပညာရဲ့နဲ့ကြည့်တယ်ကျွန်မတယောက်တည်းရဲ့အပြောအမြင်လဲမဟုတ်ပါဘူးကျွန်မကြည့်တယ်ဖဖေကိုကျွန်မဖဖေကိုမေးတယ်ကျွန်မဖဖေကလည်းနက္ခတ္တကို တတ်ပါတယ်เนาะကျွန်းချင်းချင်းကိုဖဖေးလဲတတ်တော့ဖဖေးကိုမေးတော့ဖဖေးကလည်းဟုတ်တယ်တဲ့ဒါစုံတော့မယ်တဲ့ကျွန်မဘာဘာကိုလည်းကျွန်မမေးတယ်ဘာဘာကလည်းဟုတ်တယ်စုံတော့မယ်တဲ့အဲ့ခါကျရင်ပို့ပြီးတော့စိုးနိုင်တယ်တဲ့ဘာဘာကအဲ့လိုပြောတယ်အဲ့တော့ကျွန်မစိုးလိမ့်မယ်ဘာဖြစ်တဲ့အလန်တကြားကျွန်မမပြောရပါဘူးတကယ်လဲကျွန်မအဲ့လိုမပြောချင်ဘူးဒါပေမဲ့เนาะကြုံလာပြီးအခါကျရင်တော့ကျွန်မတို့ ကြိုတင်ပြီးတော့စီစဉ်ပါကြိုတင်ပြီးတော့ကာကွယ်ပါเนาะအဲ့တော့တရဏဂုံကိုဆိုပါရွတ်ပါပူဇော်ပါပြီးရင်ဂုံတော်ကိုးပါးကိုပတိတစ်ပတ်လောက်တော့စိတ်ပါเนาะကျမလည်းအမြဲတမ်းပတိစိတ်တယ်เนาะကျမပတိအမြဲတမ်းစိတ်တယ်စိတ်တဲ့ခါကျရင်ကျမရဲ့ဂုံတော်ကိုးပါးကိုကျမကဒါအမြဲတမ်းစိတ်ဖြစ်တယ်အဲ့တော့ဟိုအခုချိန်မှာလေဂုံတော်ကိုးပါးကိုပတိစိတ်ပေးပါလို့ကျမเนาะ တိုက်တွန်းပါလေမြစ်တာနဲ့တိုက်တွန်းပါလေပြန်ပြောမယ်ဂုံတော်ကိုပါကိုပတိစိတ်ပေးပါတမညာသည်ဆယ်လုံးဖျားမှာလှူပါနော်အဲ့ဒီကာလတွေမှာဂယုတဆိုင်နဲ့နေပါနော်ပြီးတော့ကြံတွင်းကာလမှာအပျော်အပါမလုံပါနဲ့အပျော်အပါကိုပေါ့နော်မအားကြောင့်လဲဆိုရင်အနေရဲ့ဘေးသဘာဝဘေးဟာကြလာနိုင်တဲ့ကာလဖြစ်တဲ့အတွက်နော်ကျမတော့မလုံစေချင်ပါဘူးနောက်တစ်ခုကတော့ကျမတို့ဟိုဟိုစနေနေ့ယာဟုဟာနော် ပြောမယ်ဆိုလို့ရှင်တော့မင်းယာဒီမှာရှိနေတဲ့အတွက်မင်းယာဒီမှာလက်ရှိတဲ့လူတွေဖန်းရှိတဲ့လူတွေကဂယုဆိုင်ရမယ့်ကာလဖြစ်ပါတယ်နော်အဲ့တော့မင်းယာဒီမှာဖန်းရှိတဲ့လူတွေလက်ရှိတဲ့လူတွေကဒီနှစ်ကဂယုဆိုင်မယ့်နှစ်ဖြစ်ပါတယ်နော်ယာဟုကဘလောက်နေသလဲလို့ပြောရင် तू ကတနှစ်လောက်နေတယ်နော်အဲစနေတနှစ်ခွဲနေတယ်ယာဟုကစနေရတော့ तू ကသုံးနှစ်နေပါနေတယ်အဲ့တော့ ဒီကာလမှာတော့ဒါဂယူးဆိုင်ရမယ့်ကာလတွေမှာပါပါတယ်เนาะကျမတို့ရောတကဘာလုံးရောเนาะစနေနေ့ Yahoo နဲ့အတူတူမယားဒီမှာနေနေတဲ့ကာလဟာဒါခက်ခဲတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဒီကာလမှာစိတ်ကောင်းစေတနာကောင်းထားပါအချင်းချင်းကုညီဖို့ကျမတို့အချင်းချင်းတယောက်ကိုတယောက်ကုညီဖို့နော်ဒါကို ဟိုကျမလည်းနှလုံးသွင်းပါတယ်အဲ့တော့အများကြီးလည်းမပြောတော့ပါဘူးเนาะအဲ့တော့ကျမပြောချင်တာကသဏ္ဍာန်ကုံကိုအရေးရဲ့အကြောင်းရယ်ဆိုရင်ဗုဒ္ဓံသဏ္ဍာန်ဆာမီဓမ္မံသဏ္ဍာန်ဆာမီတန်ခံသဏ္ဍာန်ကိဆာမီသဏ္ဍာန်ကုံဒီပါအရဟံ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 ဒီလိုရပါတယ်ဗုဒ္ဓော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 ဒါမျိုးလေးတွေပေါ့เนาะဒါလေးတွေကိုရွတ်ပါခလုတ်တိုက်ရင်တောင်မှဆဲပြီးတော့မတိုက်ပါနဲ့ခလုတ်တိုက်ရင်တောင်မှဟေးဟိုကျမဗီဒီယိုတွေကြည့်ကြည့်ရပါတယ်တချို့ဗီဒီယိုတွေမှာဆဲတာမဆဲပါနဲ့ခလုတ်တိုက်တယ်ဆိုရင်တော့မှတော့ဗုဒ္ဓောခလုတ်တိုက်လို့ရအရဟံ ရွတ်လို့ရတယ်ဗုဒ္ဓံတန်ကိစ္ဆာမိဒပန်တန်ကိစ္ဆာမိတန်ကန်တန်ကိစ္ဆာမိဒါလေးတွေရွတ်လို့ရတယ်เนาะလမ်းပေါ်ကနေဟိုငလင်လောက်သွားတဲ့ခါကျတော့ညီကြီးကအမှန်တော့ကျမတို့က နော်အောက်မှာရေတွေပဲရှိတာရေပေါ်မှာမြေတီးတာအဲ့တော့မြေကြီးကွဲလာပြီဆိုရင်ရေထွက်လာမှာပဲအဲ့ဒါသဘာဝပဲအဲ့တော့ဒါတွေဟာနောက်ဆက်တွဲပေါ့နော်သဘာဝဘေးအနေနဲ့လေမုန်တိုင်းကြီးလာနိုင်တယ်ဆိုတာပညာရှင်တွေပြောတယ်ကျမကတော့ဘေးရင်ပညာနဲ့ကြည့်တော့ဒီတစ်ခါသဘာဝပြည့်လေလဲပါမယ်ရေလဲပါမယ်ရာဟုဖြစ်တဲ့အတွက်လေရောရေရောပါမယ်လို့တွက်မိတယ်တွက်မိတဲ့ခါကျတော့အာမုန်တိုင်းကလည်းပြောတော့အော်မုန်တိုင်းနဲ့များသာသွားဟက်မိတာပေါ့နော်အဲ့တော့ ဘလို့ပဲပြောပြောကျမကတော့စနေနေ့ယာဟုနဲ့ဂျုံနဲ့အချိန်အတွက်ကိုကျမကစိတ်ပူတယ်အဲ့ဒါကြောင့်တရဏဂုံတီပါเนาะတံမြာသီး၁၀လုံးကိုဖျားမှလှူပါเนาะစံပြုတ်တကြားစံပြုတ်ပေါ့เนาะစံပြုတ်ထဲကိုတကြားဖြူမယ်စံပြုတ်ကိုတကြားဖြူပြီးတော့ဖျားမှလှူပါအိတ်ထဲမှာတံမြာသီးတစ်လုံးကိုအငဲတန်းဆောင်ထားပါတနေ့ကိုဂုံတော်ကိုပါပတိတပတ် နေတိုင်းစိတ်ပါအချိန်ရတယ်ဆိုရင်တော့ပရိတ်ကြီးဆက်သက်တုတ်ကိုနော်အပန်ထွက်ပြီးတော့ပရိတ်ကြီးဆက်သက်တုတ်ကိုအိမ်မှာလဲဖွင့်မယ်ကိုယ်တိုင်လဲရွတ်မယ်ဒါမျိုးတွေလုပ်ပါလို့ جماعه အားလုံးကိုမြတ်တာနဲ့တိုက်တွန်းပါတယ်ရှင်အဲ့တော့ جماعه ကိုခွင့်ပြုပေးပါနော် جماعه လဲအားလုံးအတွက်ကို جماعه လဲမြတ်တာပို့ပြီးတော့ جماعه လဲဆူတောင်းပေးနေပါတယ်နော် جماعه တတ်နိုင်တာအကုန်လုံး جماعه လုပ်ပါမယ်အခုတော့ဒါမြတ်တာပို့ဆူတောင်းဒါပဲ جماعه အခုလုပ်နိုင်တဲ့အတွက်တော့ ဒါလေးကျမအနေနဲ့အကောင်းဆုံးလုပ်ပါမယ်မြန်မာနိုင်ငံအတွက်ကောတကဘာလုံးအတွက်ကောကျမတက်တဲ့နက္ခတဗေဒပညာနဲ့အငြင်းတန်းဒါသက်ချက်ပြီးတော့နော်အတိပေးစရာပေးလိုက်ပေးရမယ်အတိပေးသင့်ပေးလိုက်တာဒီဟိုကျမပြဝေပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ချစ်တော်သူများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်း၍ဘေးကင်းလိုရာပြည့်ကြပါစေရှင်ကျမတို့ပြန်ဆုံပါမယ်နော်ကျမတို့ပြန်ဆုံပါမယ်